ာမန်မီကျောင်းဦးလေးတလုံးကနေကဘာကျော်ဖက်ရှင်လောကရဲ့ဇိမ်ခံပစ္စည်းတစ်ခုဖြစ်လာတဲ့အထိအစဉ်စဉ်ထောက်လပုံတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။လူတယောက်ရဲ့ဂုဏ်ပကာသနာကိုဖော်ပြပေးတဲ့ဇိမ်ခံပစ္စည်းတွေထဲမှာမိကျောင်းတိုင်းနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေကထိတ်ဆုံးကပါဝင်ပါတယ်။ဈေးနှုန်းအပြင်လည်းဒေါ်လာတောင်းချီပြီးအလွန်တန်ဖိုးကြီးပါတယ်။ဒီလိုမျိုးတန်ဖိုးကြီးတဲ့ဇိမ်ခံပစ္စည်းတစ်ခုဖြစ်လာဖို့နောက်ကွယ်မှာဘယ်လိုအဆင့်တွေရှိပါသလဲ။ ေကြောင်းတရေထုတ်လွှင့်မှုကလွန်ခဲ့တဲ့1960ပြည်လွန်နှစ်တွေကလေးကစတင်ခဲ့ပြီးယနေ့ခေတ်မှာတော့မိကြောင်းတွေကိုစဉ်စားမပြတ်မွေးမြူရေးခြံတွေကနေအထူးကအရာရှိနေတာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဥတွေကိုတဘာဝအတိုင်းရယူပြီးမွေးမြူရေးခြံတွေမှာအပူချိန်ထိန်းချုပ်မှုနဲ့ဘေးရန်တွေကင်းစွာတာပေါက်စေပါတယ်။မိကြောင်းငယ်လေးတွေကိုမွေးမြူပြီးအသားအရည်ရဲ့အရည်သွေးအမြင့်ဆုံးရရှိဖို့ဂရုတစိုက်ကြွေးမွေးဆောင်ရှောက်ရပါတယ်။မိကြောင်းတရေကစိန်ခန့်ပစ္စည်းဈေးကွက်ရဲ့အတိအကဝင်ငွေဖြစ်တဲ့အတွက်သူရဲ့အရေးသွေးကိုအများဆုံးအလေးထားပါရီ အကောင်းဆုံးအရေးသွေးရှိတဲ့တရေတစ်ချက်ရဖို့အတွက်မိချောင်းတွေကိုပုံမှန်အားဖြင့်၃နှစ်ခန့်အကြာမှာမှတရေထုတ်ယူဖို့အတွက်စီမံဆောင်ရွက်ရပါတယ်။ဒီလိုတရေထုတ်ယူပြီးတာနဲ့ပြည်စည်းမသွားအောင်ချက်ချင်းစားနဲ့တခြားဓာတုပစ္စည်းတွေသုံးပြီးထိန်းသိမ်းထားရပါတယ်။ဒီလိုမျိုးစားနဲ့နေပြီးထိန်းသိမ်းထားတဲ့တရေတွေကိုစက်ရုံတွေစီပို့ဆောင်ပြီးပထမဆုံးလုပ်ငန်းစဉ်တွေနဲ့ရေထဲမှာစိမ့်ပြီးစားတွေနဲ့အညစ်ကြေးတွေကိုစေကျော်ရပါတယ်။ဒီအဆင့်ကိုစောက်ခင်းလို့ခေါ်ပြီးတရေကလိုအပ်တဲ့ရေထပ်ကိုပြန်လည်ဆုပ်ယူနိုင်ဖို့လည်းအရေးကြီးပါတယ် ပြီးရင်တော့တရေမာချန်နေသေးတဲ့အသားစားတွေအစီတွေနဲ့တခြားအငယ်ချင်းတွေကိုတေချာဖယ်ရှားရပါတယ် ပြီးတဲ့နောက်မှာတော့မိချောင်းတရရဲ့အပေါ်ရန်အခြေခွန်တွေနဲ့အစီတွေကိုဖယ်ရှားနိုင်ဖို့ဓာတုဖြစ်စည်းတွေပါတဲ့အစီချဆေးရည်တွေထဲမှာစိတ်မီးတန့်စင်ပေးပါရစ်။ပြီးတော့မှနောက်ဆုံးဖြစ်စည်းဖြစ်လာတဲ့အခါအရေပြားမျက်နှာပြင်ညင်ညာမှုရှိစေဖို့အတွက်တရကို1.2မီလီမီတာကနေ1.6မီလီမီတာလောက်ထိအထူပါအောင်ရိတ်ထုတ်ရပါရစ်။အသားရည်ကိုအရေကုန်ခွာပြီးပုတ်တော့မတော့အောင် ပြုလုပ်တဲ့အရေးကြီးဆုံးအဆင့်ကတော့ထန်းနှင်းခေါ်တရည်နေခြင်းပဲဖြစ်ပါတယ်။ဒီအဆင့်မှာတရည်ကိုဖစ်ကလင်းလို့ခေါ်တဲ့အက်ဆစ်ဒက်ပါတဲ့ရေချိုးကန်ထဲမှာစိမ်ပြီးပျော့ပြောင်းအောင်ပြုလုပ်ရပါတယ်။ ိုင်းနောက်မှာတော့တရေအမြင်တွေကိုပုံမှန်ခံကန်းစေပြီးအပူတန်းရဲ့ပြည့်စည်မှုကိုခံနိုင်ရရှိအောင် Chromium လိုဓာတုပြည့်စည်တွေနဲ့နေတဲ့ Chrome ထန်းနဲ့နီလန်ကိုအများဆုံးအသုံးပြုကြပါရင်ဒီနီလန်ကတရေကိုပို့ပြီးတော့တာရှည်ခံစေပါရင်ထန်းနဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပြီးဆိုရင်တော့အရေးပြားကိုအချင်းတက်လျှော့ချဖို့ Neutralization လုပ်ပြီးတော့ရေတက်ကိုညင်ညာစွာဖယ်ရှားပစ်လိုက်ပါရင်နောက်ဆုံးမှာတော့တရေတွေကိုလိုချင်တဲ့အရာအတိုင်းတသားရဲဖြစ်စေဖို့စိုးစိမ်ပုံကြီးတွေထဲမှာနိုင်ပေါင်းများစွာစိမ့်ပြီးစိုးစိမ်သွင်းရပါတယ် ဒီလိုမျိုးရှေလျားပြီးရှုပ်ထွေးတဲ့အစဉ်အဆက်လုပ်ငန်းတွေအားလုံးပြီးဆုံးသွားမှသာအခြေကုန်ပုံစံတွေမပြတ်ပဲလှပါရည်မိချောင်းတည်းရဲ့စစ်စစ်ချက်တွေကိုရရှိလာတာဖြစ်ပါတယ်။ဒီတိုင်ရီတွေကမှနောက်ထပ်ကျွမ်းကျင်တဲ့လက်မှုပညာရှင်တွေကလက်ဆွဲအိတ်တွေဖက်နက်တွေကပတ်တွေရဲ့ဖြည့်ပြုတ်လုပ်ပြီးဇိုင်းခံပစ္စည်းစေးကွက်ကိုတင်ဖို့ရောင်းချကြတာဖြစ်ပါတယ်။ မိကြောင်းတကောင်ကနေဇင်ခံပစ္စည်းတစ်ခုဖြစ်လာဖို့ကအနုစိတ်ပြီးအဆင်များစွာရှိတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပါ။ဒါကြောင့်လဲမိကြောင်းတရေပစ္စည်းတွေကကဘာမှာဈေးအကြီးဆုံးနဲ့တန်ဖိုးရှိဆုံးဇင်ခံပစ္စည်းတွေတက်ကတစ်ခုအဖြစ်ရပ်တည်နေတာပဲဖြစ်ပါရင်။